emotion ကိုနားလဲတယ်ဆိုတာဟာ emotion ကိုမဖြစ်ရအောင်အတွက်ဖုံးဖိတယ်လို့ပြောတာမဟုတ်ဘူးဒေါသထွက်နေတာကိုမထွက်ရအောင်ဝမ်းနေနေတာကိုဝမ်းမနေရအောင်ဖုံးနိုင်ဖိနိုင်ခြင်းကိုဆိုဆိုလိုတာမဟုတ်ဘူး emotions ကပြဿနာမဟုတ်ဘူးအဲ့ဒီ emotions ပေါ်မှာမူတည်ပြီးတော့ကိုကပြန်လှုပ်လိုက်တဲ့ reaction ကိုသာပြန်ထိန်းရမှာဖြစ်တယ်အားလုံးပဲမင်္ဂလာပါ ူမကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြိုဆိုလိုက်ပါရယ်ခုဒီပတ်မှာတော့မြင်ရတဲ့အတိုင်းပဲနောက်ဆုံးတော့ကျွန်မအပြင်ထွက်ခွင့်ရသွားပြီပေါ့နော်အာ UK မှာအခုအာ spring ပေါ့ຫນွေဦးရောက်လာပြီဆိုတဲ့အခါကျတော့ဒါပထမဆုံးအကြိမ်ပေါ့နော် YouTube video တွေထဲမှာဒီနှစ်အတွက်ကိုအိမ်ရှိကိုထွက်ရိုက်တဲ့အဲ video လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ video မှာကျမကညီမလေးတယောက်မေးထားတဲ့မေးခွန်းကိုဖြေပေးပါမယ်ပေါ့နော်ဆိုတော့သူ့မေးခွန်းကိုဖြေပေးရင်းနဲ့ကျမဒီအကြောင်းအရာနဲ့ပတ်သက်တာလေးတွေကိုဆက်ဆက်ပြီးတော့ပြောသွားမှာပေါ့အဲသူမေးထားတဲ့မေးခွန်းကလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတဲ့အသက်20ကျော်လူငယ်တယောက်ပါမမရွှေတဲ့ဒါပေမဲ့လုပ်ငန်းထဲမှာတဲ့ကိုတိုင်းအဲ ဘာလုံးမိမှန်းမသိပဲနဲ့လူမုန်းခံရပါတယ်ပေါ့နော်အာညီမကိုအရန်မုန်းနေတဲ့လှုပ်ဖော်ကင်ပန်းနှစ်ယောက်ရှိပါတယ်သူတို့ဘာကြောင့်ညီမကိုစပြီးတော့အမ်မုံသွားလဲဆိုတာကိုညီမမသိပါဘူးပြည်လဲအောင်စ조사ခဲ့ပေမဲ့အခြားသူတွေအမြင်မှာပါညီမကဆိုရှယ်မကောင်းတဲ့သူအဖြစ်အဖြစ်သာနေရာကြံ့နေခဲ့ပါတယ်ညီမကိုမြင်တာနဲ့တိတိတသား အာမုံနဲ့အမူရာအပြုအမူတွေပြကြပါတယ်ပေါ့နော်ဆိုတော့တခြားသူတွေအမြင်မှာလည်းညီမကမကောင်းတဲ့သူဖြစ်နေတာမို့လို့ဒီအဲ့ဒီပုံရိပ်ကိုဘယ်လိုများဖြတ်ရမလဲရှင်တဲ့မမရွှေပြောပြပါတော့ပေါ့နော်ဆိုတော့အာကျွန်မဖြစ်မဲ့အဖြေကဒီမေကုန်းနဲ့ကွက်တီတော့ဖြစ်ချင်မှဖြစ်မယ်အဲကျမအများသောအားဖြင့်ဒီလိုမိကုန်းတွေကိုကွက်တီဖြေးပေးလို့မရှိပါဘူးပေါ့နော်လူမုံမများအောင် အတွက်ပေါ့နော်ဘယ်လိုလုပ်မလဲဆိုတော့ point of view ကနေဒီမိကုန်းကိုဖြေးပေးပါမယ်ကျမရုပ်ရှင် အဲဆက်တောင်းတခု ကိုကိုးကားခြင်းပါတယ် reference ယူခြင်းပါတယ်ပေါ့အဲ့ဒါကတော့ကျမအရန်သဘောကျတဲ့ American sitcom တွေတည်းကတခုဖြစ်တဲ့ Big Bang Theory ဖြစ်ပါတယ်ဒီ series ကနာမည်လဲကြီးတဲ့အတွက်ကြောင့်မလို့အခုကျမရဲ့ video ကိုနားထောင်နေတဲ့လူတွေထဲမှာအာဒါကိုသိပြီးသားလူတွေလည်းအများကြီးပါလိမ့်မယ်ပေါ့နော်မသိသေးတဲ့လူတွေအတွက်ကိုရည်ရွယ်ပြီးတော့ မတိသေးတဲ့လူတွေအတွက်ဆိုတော့ point of view ကနေကျမကပြောမှဆိုတော့တီးပီးသားလူတွေကတော့နည်းနည်းလေးအဲဟိုသိခံပြီးတော့နားထောင်ပေးပါဗောနော်ဆိုတော့ big bang theory မှာကျမအကြိုက်ဆုံး character ဟာ Amy ဖြစ်ပါတယ်နော် Amy Farrella လို့ခေါ်တာဗောနော်အဲသူ့ကိုကျမအကြိုက်ဆုံးဖြစ်ပါတယ်ဘာဖြစ်လို့သူ့ကိုကြိုက်တာလဲဆိုတော့ဒီအထဲမှာပါတဲ့ character တွေအားလုံးထဲမှာပေါ့နော် main character တွေအားလုံးထဲမှာမှာ Amy ရဲ့ character development ကိုကျွန်မသဘောကျတာပါသူကအစပိုင်းမှာတော့ နည်းလူမုံများတဲ့ character ပေါ့နော်အဲလူမုံများတယ်ဆိုတော့အပြင်ကလူတွေမုံတာကိုပြောတာမဟုတ်ဘူးသူတို့အထဲမှာသူတို့ဒီစက်ကြောင်းရအဲဟိုမနေတတ်မထိုင်တတ်မပြောတတ်မဆိုတတ်လူမုံများတဲ့ character အဲ့ဒီကနေပြီးတော့မှသူ့ရဲ့ character ချစ်စဖွယ်ဖြစ်တဲ့ character ဖြစ်ကိုပြောင်းလဲတယ်သူ့တငယ်ချင်းတွေအတွက်ကိုလည်းအရန်ကြည်ပေးတတ်တဲ့ကောင်းတဲ့လူချစ်လူခင်လည်းများတဲ့เนาะသူ့ရဲ့ career မှာလည်းအောင်မြင်တဲ့ relationship မှာလည်းအောင်မြင်တဲ့နောက်ဆုံးသူ့ရဲ့ဒီ အမျိုးသားဖြစ်လာတဲ့ Sheldon ပေါ့နော် Sheldon ကဒီ CV ထဲမှာဆိုရင်တကယ် main တကယ်ကို lead role လို့ပြောလို့ရတယ်။ Amy ထက်တောင်နည်းနည်းပိုကြီးတဲ့ character ပေါ့နော် Sheldon ကိုတောင်မှပဲပြောင်းလဲသွားအောင်အတွက်လွှမ်းမိုးနိုင်တဲ့အဲဒါ main မတစ်ယောက်အနေနဲ့တွေ့ရတယ်ပေါ့။ဆိုတော့အဲ့ဒီ character development ကကျန်တဲ့သူတွေအားလုံးရဲ့ development ထက်ကိုအရန်ကောင်းတဲ့ development လို့ ခွက်ခွက်ချစ်ချလဲမြင်ရတဲ့အတွက်ကြောင့်မလို့ကျမအေမီကိုတအားသဘောကျပါတယ်ဆိုတော့ဒီနေရာမှာကျမအေမီကိုအရင်မိတ်ဆက်ပေးရမယ်မသိတဲ့လူတွေအတွက်ကိုပေါ့အေမီက new science တယောက်ဖြစ်ပါတယ်ဗောနော်အုံနှောက်နဲ့ပတ်သက်တဲ့အဲသိပ္ပံပညာပေါ့အဲ့လိုပြောရမှာပေါ့အုံနှောက်ဗေဒပေါ့နော်ခရီးယားမှာအောင်မြင်တယ်ငငယ်လေးတဲကအရန်ကိုဟိုထိမ့်ချုပ်တဲ့မိခင်နဲ့ကြီးပြင်းလာခဲ့ရတဲ့အတွက်ကြောင့်မလို့ social scale မှာအရန်ညံ့တယ်ငငယ်တဲကလည်းကြောင်းမှာ bully အလုပ်ခံရတယ်နော်လူမုန်းခံရတယ်သူ့မျက်နှာကိုကြည့်ပြီးတော့ဟို ိုနင့်ကိုမုန်းတယ်လို့ပြောတဲ့သူတွေတောင်မှရှိတယ်လို့သူကပြောထားတာမျိုးပေါ့နော်ဆိုတော့ဒီစီးရီးကတော့ရည်စရာဟာတဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုဟာတာ တော့လှုပ်ထားတယ်ဒါပေမဲ့တကယ်တမ်းခံစားရတဲ့လူတကယ်သားအပြင်မှာဆိုရင်တော့အေမီရဲ့နေရာမှာတော်တော်လေးဘူးလီလှုပ်ခံခဲ့ရတယ်ဆိုတဲ့ဟာကိုကျမတို့တွေ့ရတယ်ပေါ့လေနော်ဆိုတော့ဆဆချင်းမှလည်းသူတို့တငယ်ချင်းအုပ်စုတွေထဲမှာအေမီကိုအမြင်ကတ်ကြတယ်ဘာလို့လဲဆိုတော့စကားကပြောလိုက်ရင်အဲ့လိုတဲ့ကနေပေါ့နော်တီလာတဖက်လူကိုရင်ဝဆောင်းကန်တယ်လို့ဖြစ်မဲ့စကားတွေသူတအားပြောတယ်ပေါ့နော် ။ "तू อ่ะရည်ရွယ်ပြီးတော့ဒီလူကိုနာစေခြင်းလို့ပြောလိုက်တာတော့မဟုတ်ဘူး။ဒါပေမဲ့တစ်ဖက်လူอ่ะအဲ့လိုဟိုလူရှေ့မှာဘာဆက်ပြောရမှမသိဖြစ်သွားစေတဲ့စကားမျိုးတွေ तू အရန်ပြောတယ်ပေါ့နော်။အဲ့လိုပြောတဲ့အတွက်ကြောင့်မလို့ အာဒီ shelter ရဲ့တငယ်ချင်းတွေရတော့မှပဲနင်သူနဲ့တွဲချင်းတွဲလို့ရတယ်ဒါပေမဲ့ငါတို့အုပ်စုတဲကိုတော့သူ့ကိုခေါ်မလာခဲ့နဲ့လို့ပြောတဲ့အထီကိုအေမီဟာလူမုန်းခံရတဲ့ character ဖြစ်ပါတယ်เนาะအဲ့ဒီကနေပြီးတော့မှ तू ကဒါလူချစ်ခံရတဲ့ character အဖြစ်ကိုဒီ show ရဲ့တောက်လျှောက်မှာ तू ပြောင်းလဲသွားတယ်ပေါ့လေเนาะအဲအဲ့မှာအရေးကြီးတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ boyfriend ဖြစ်တဲ့ Sheldon အကြောင်းကိုလည်းကျွန်မဒီမှာနည်းနည်းတော့ထည့်ပြောရမယ်ပေါ့เนาะဆို Sheldon ကလည်း ်အေမီလိုကာရက်တာမျိုးပဲ IQ level အရင်မြင့်နေသူမှာ identity memory ဆိုတာရှိရဲအဲဆိုလိုချင်တာကဒီစာအုပ်တော့ကိုကြည့်လိုက်လို့ရှိရင်အဲ့စာအုပ်ထဲကပါတဲ့ content တွေအကုန်လုံးသူမှတ်မိတယ်သူရှေ့မှာလူနှစ်ယောက်စကားပြောကြတယ်ဆိုရင်လည်းအဲ့ဒီစကားဟာဘယ်နှစ်ခုနှစ်ကဘယ်အချိန်တုန်းကဘလို့စကားဆိုရဲဟာကိုသူကလုံးဝအဲလုံးဝအပီပြင်းရွတ်ပြနိုင်အောင်ဒီသူ့ရဲ့မှတ်ဉာဏ်နဲ့ဉာဏ်ရည်ကအရင်ကောင်းတယ်သူက physicist ပေါ့နော်ဟိုသိပ္ပံပညာရှင်တစ်မျိုးပဲပေါ့တတ်ငငယ်ရွယ်ရွယ်နဲ့ ဟို PhD လည်းအများကြီးရထားတယ်တအားတော်တဲ့လူပေါ့နော်ပြောရရင်ပုံမှန်ထက်ကိုဟိုပုံမှန်လူတွေထက်ကို အရန်တော်တဲ့လူပေါ့အဲသို့တော့သူ့ပြဿနာသူ့မှာ IQ အရန်မြင့်ပေမဲ့ EQ ကပုံမှန်ထက်ကိုအရန်ကိုနှိမ့်နေရနှိမ့်နေတဲ့အတွက်ကြောင့်မလို့တစ်ဖက်လူရဲ့ခံစားချက်ကိုလည်း तू မသိဘူးတစ်ခါလေ तू ခံစားချက်ကိုလည်း तू ကမသိဘူးပေါ့နော်အဲ့တော့ तू အမှားတွေလုပ်မိတယ်စကားတွေမှားပြောဖြစ်တယ်တစ်ဖက်လူတွေကိုနာကျင်အောင် तू လုပ်တယ်ပေါ့အမှန်ကတော့ तू အဲ့ဒါဟာဟိုတီလို့နာကျင်စေခြင်းလို့လောက်တာတော့မဟုတ်ဘူးသူ့မှာ အဲ့ဒီလူတွေရဲ့ခံစားချက်ကိုရောသူ့ခံစားချက်ကိုရောခံစားတတ်တဲ့ EQ ကမပလာဘူး social ပိုင်းမှာတအားညံ့နေပေါ့အိမ်မိထက်တောင် तू ကနည်းနည်းပိုဆိုးတဲ့အထဲမှာပါတယ်အဲဘေးလူတွေကိုအရန်အနှောက်ယှက်ဖြစ်စေတယ် show ထဲမှာတော့ तू ဟာတာသဘောမျိုး ပြထားတယ်ပေါ့နော်အာဟာတာသဘောမျိုးဆိုပေမဲ့တချို့နေရာလေးတွေမှာတော့ तू ကြောင့်မလို့တကယ်နာကျင်သွားပါတယ်ဆိုတာမျိုးပြတာတွေလည်းရှိတယ်ဆိုတော့အိမ်မိကသူကိုယ်တိုင်ကလည်းအဲ့လို Sheldon လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်ကဆုံကြတယ် boyfriend နဲ့ girlfriend ဖြစ်လာတယ်ပေါ့နော် အဲ့လိုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ character development လေးကစလာတယ်ပေါ့ Sheldon ရဲ့တငယ်ချင်းအုပ်စုတွေကိုသူက ဝင်ကျင်တယ်ဒီဝင်ကျင်တယ်ဆိုတဲ့အကြောင်းကိုလည်း तू ကပွမွန့်လင်းလင်းအတိပေးတယ်ပြတယ်ပေါ့နော်အဲပြပြီးတဲ့အခါကျတော့ तू ကအရင်လဲစ조사တယ်ပေါ့ဒီထဲကို तू ဝင်ခွင့်ရဖို့အာဒီ social group ထဲကလူတွေကသူ့ကိုလက်ခံလာဖို့ तू အရင်조사တယ်အဲ့ဒီမှာနောက်ဆုံးသူ့ရဲ့အအကြီးမားဆုံး development ကဘာလဲဆိုတော့ development ဆိုတာတိုးတက်ပြောင်းလဲလာမှုကိုပြောတာပေါ့နော် तू ပြောင်းလဲသွားတာတွေမဟုတ်ဘဲနဲ့ ူ့ရဲ့အမျိုးသားဖြစ်တဲ့ Sheldon ကိုပါသူ့လိုပြောင်းလဲအောင်အတွက်သူက educate လုပ်ပြီးတော့ပြန်သင်ပြီးတော့ပြန် train သွားတဲ့အပိုင်းကိုရောက်တယ်ပေါ့နော်ဆိုတော့အာဒါဟာတော်တော်လေးမြင့်တဲ့ development လို့ပြောလို့ရတယ်ဒီ learning နဲ့ပတ်သက်လာလို့ရှိရင်သူများကိုပြန်သင်တဲ့အထိအဲအဲ့ဒီ skill တခုကိုတက်မြောက်တယ်ဆိုတာဟာထိတ်ဆုံးအဆင့်အမြင့်ဆုံးမှရှိပါတယ်ဆိုသူအဲ့ဒါကိုလုံးပြသွားတယ် Amy ရဲ့ဒီ character development မှာအာပြောင်းသွားတဲ့အချက်လေးတွေကို ကျွန်မပြန်ပြီးတော့ summarize ပြန်လုပ်ပြမယ်။ဆိုတော့အဲ့လို summarize မလုပ်ခင်မှာအဲ့ဒီ character development အတွက်အရေးကြီးဆုံးအချက်ဒီ emotional intelligence ဖြစ်ပါတယ်။ emotional intelligence ရဲ့သဘောကနံပါတ်1အချက်ကိုယ့်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလဲတယ်ကိုယ့်ရဲ့လက်ရှိ emotion ကဘာဖြစ်နေတာလဲအဲ့ဒီ emotion အပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုဘယ်လို regulate လုပ်ရမလဲဘယ်လိုကင်တွယ်ရမလဲဆိုတာကိုသိတယ်ဒီနေရာမှာအရေးကြီးတာတစ်ခုက emotion ကိုနားလဲတယ်ဆိုတာဟာ emotion ကိုမဖြစ်ရအောင်အတွက်ဖုံးဖိတယ်လို့ပြောတာမဟုတ်ဘူးဒေါသထွက်နေတာကိုမထွက်ရအောင်ဝမ်းနေနေတာကိုဝမ်းမနေရအောင်ဖုံးနိုင်ဖိနိုင်ခြင်းကိုဆိုဆိုလိုတာမဟုတ်ဘူး emotion တိုင်းဟာ valid ဖြစ်တယ် ဒေါသထွက်တာပဲဖြစ်ဖြစ်ဝမ်းနေတာစိတ်အလိုမကျဖြစ်တာဒါဒီအားလုံးဟာသူ့အခြေအနေနဲ့သူလူသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ valid ဖြစ်တဲ့ဖြစ်တဲ့ဖြစ်ထိုက်တဲ့ပြောချင်တာကဒီလိုဖြစ်လာခြင်းကိုဘာမှအပြစ်တင်စရာမလို့ emotions ကပြဿနာမဟုတ်ဘူးအဲ့ဒီ emotions ပေါ်မှာမူတည်ပြီးတော့ကိုကပြန်လှုပ်လိုက်တဲ့ reaction ကိုသာပြန်ထိန်းရမှာဖြစ်တယ် emotion ကိုထိန်းစရာမလိုဘူး reaction လို့ခေါ်တယ်ကိုကပြန်တုံ့ပြန်တဲ့တုံ့ပြန်မှုပဲပြန်ထိန်းရမှာကိုကအခုဝမ်းနည်းနေရလားနာကျင်နေရလားဒါဘာလို့အဲ့လိုဖြစ်ရတာလဲเนาะငါ့လိုလူမျိုးအတွက်ဆိုရင်ဒီခံစားချက်နဲ့ပတ်သက်တဲ့ reaction ကိုထိန်းသိမ်းမှုအတွက်အလုံးတန်ဆုံးရာဟာဘာလဲအဲ့လို manage လုပ်တတ်တာဟာ အဲ့ဒါ emotional intelligence ရဲ့နံပါတ်1အရေးကြီးဆုံးအပိုင်းဖြစ်တယ်။နံပါတ်2အနေနဲ့သူကကိုကိုတိုင်ကိုမှနားလဲတာမဟုတ်ဘဲနဲ့တစ်ဖက်လူရဲ့စိတ်ခံစားချက်ကိုလည်းနားလဲတယ်။အခုကိုနဲ့ပတ်သက်နေတဲ့လူတွေလူမှာပေါ့နော်။အဲ ပတ်သက်နေရဆိုဆိုကြပါဆိုစကားပြောနေတဲ့လူတယောက်မှာအခုကိုပြောလိုက်တဲ့စကားအပေါ်မှာဒီလူဘလို့ခံစားသွားရလဲအဲ့ဒါကိုသဘောပေါက်တယ်ကိုယ့်ရဲ့ emotion ကိုသိတယ်အဲ့လိုပဲတစ်ဖက်လူရဲ့စိတ်ခံစားချက်ကိုသိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီစိတ်ခံစားချက်နဲ့ like ဖက်ညီတဲ့စကားကိုပြောတတ်တဲ့အခါအာပေါင်းတင်ဆက်ဆံရေးမှာဆရာကြရတယ်ပေါ့လေနော်အဲ့ဒီ skill ရှိတဲ့အခါကျရင်ဒီလိုလူမျိုးတွေကအလုပ်ထဲမှာပဲဖြစ်ဖြစ် personal life မှာပဲဖြစ်ဖြစ်အောင်မြင်တဲ့လူတွေဖြစ်တတ်ပါတယ် ဘာလို့လဲဆိုတော့လေအလုပ်ခွင်ထဲမှာဆိုရင်ねเนาะလူတယောက်ရဲ့သူ့ရဲ့ပုံမှန် professional ပေါ့ဥမာ marketing သမား finance logistics ဆရာမလားပေါ့เนาะစသဖြင့်သူ့ရဲ့ဒီ profession ကလည်းအရေးကြီးတယ်လို့ဒီ interpersonal skill လို့ခေါ်တဲ့ပေါင်းသင်းဆက်ဆံရေးဟာလည်းအဲ့ဒီ professional နဲ့တဲ့နီးပါပေါ့နော်50-50လောက်ကိုတန်းတူညီမျှပဲအရေးကြီးတယ်လို့ပြောပါတယ်ဆိုတော့ဒီ skill ကရှိတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဒါကတော့ အဲဒီအေမီကြောင့်ကိုမပြောခင်မှာ emotional intelligence ကိုနည်းနည်းလေးမိတ်ဆက်ပေးတာဖြစ်ပါတယ်။အေမီရဲ့ဒီ character development မှာပေါ့နော်သူပြောင်းလဲသွားတဲ့အရာတွေတဲကအရေးပါတဲ့အချက်ကလေးတွေကိုကျမဒီနေရာမှာတစ်ချက်ချင်းစီပြောပြပါမယ်။ပထမအချက်ကတော့သူကအရင်စပြီးတော့ဒီ main character တွေနဲ့ဖွဲ့စည်းထားတဲ့ဒီ series တဲက တငယ်ချင်းအုပ်စုထဲမှာသူကဝင်ပါခြင်းနဲ့တွေ့ကြမလို့ဒီလူတွေကိုသူသဘောကျပါတယ်ဆိုရဲဟာကိုသူကအရင်ပြပါတယ်လူတွေသဘောကျဖို့မကျဖို့အကြောင်းပြောကြတဲ့အခါပေါ့နော်အရေးကြီးတာက လူတွေကိုသဘောမကျခင်မှာကိုကလူတွေကိုအရင်သဘောကျရပါတယ်ဒါအဓိကကီးပါပဲတခါလေကြရင်ကိုကိုလူတွေကသဘောမကျဘူးလို့အရင်စတွေးတဲ့အတွက်ကြောင့်မလို့ကိုကိုသဘောမကျတဲ့လူတွေကိုကိုကလည်းသဘောမကျပါဘူးလို့စပြီးတော့ခါးသီးပြစ်လိုက်တဲ့အခါ ူတွေကလည်းကိုယ့်ကိုသဘောကျတယ်ဆိုတဲ့ဟာတွေဖြစ်မလာတော့ပါဘူးဒါကဟို chicken and egg လို့ခေါ်တယ်ပေါ့နော်ဘယ်ဟာစမှန်းမသိဘူးလူတွေကကိုယ့်ကိုသဘောကျတယ်ဒါကြောင့်မို့လို့ကိုကလူတွေကိုသဘောကျတယ်အဲအဲ့လိုမျိုးပေါ့နော်အပြန်အလှန်ရှိတယ်ပေါ့ဆိုတော့လူတွေကိုယ့်ကိုသဘောကျတာမကျတာထက်ကိုအရေးကြီးဆုံးကိုယ့်ဘက်ကနေအရင်စပြီးတော့လုံလို့ရတဲ့အရာကကိုကအရင်လူတွေကိုစပြီးတော့သဘောကျဖို့လိုတဲ့ကိစ္စပါဆိုတော့ဒီ CV ထဲမှာတော့ Amy ကတငယ်ချင်းအုပ်စုထဲမှာဒီအုပ်စုထဲကို तू ဝင်ကျင်ပါတယ်ဒီလူတွေကိုသူသဘောကျပါတယ်ဆိုရဲဟာကိုသူ့ဘက်ကပွန့်ပွန့်လင်းလင်းအရင်ပြခဲ့ပါတယ်ဥပမာ तू ကတော့ဟာတာဇလန်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဟာတာနည်းနည်းနှောထားတယ်ပေါ့နော်ဥပမာအဖြစ် Sheldon နဲ့သူ့တငယ်ချင်းတွေနဲ့ငင်းခုန်ကြတဲ့အခါ Sheldon ကသူ့ကိုအဲစက်ကူလာတောင်းလို့ရှိရင်ပေါ့နော်နင်ကငါဘက်ကဝင်ပြောပေးပါလို့ပြောတဲ့အခါကျရင် तू ကသူ့ရီးစားကိုဘယ်လိုပြောလဲဆိုတော့ Sheldon ရေးတဲ့နော်ဒီအုပ်စုထဲမှာငါက ဟိုဟိုဝင်ပါနိုင်ဖို့ဆိုရင်ပေါ့နော် acceptable ဖြစ်ဖို့အတွက်ဆိုရင်ငါတခါတလေမှာနင့်တငယ်ချင်းတွေနဲ့လည်းဘတ်လိုက်ပေးဖို့လိုတယ်ပေါ့ငါအမြဲတမ်းနင့်ဘက်ကကြီးပဲနေလို့ရှိရင်တို့ငါ့ကိုသဘောကျတော့မှာမဟုတ်ဘူးအဲ့တော့တခါတလေလည်းငါတို့ဘက်ကလိုက်ပေးပြရစီဆိုပြီးတော့သူကဟာသလုတ်သွားတယ်ပေါ့လीနော်အဲအဲ့ဒါမျိုးလေးတွေတွေ့ရတယ်နောက်အဲ့ဒီအုပ်စုထဲမှာရှိတဲ့ main ကလေးတစ်ယောက်ဖြစ်တဲ့ပန်နီးဆိုတဲ့ကောင်မလေးရှိတယ်ဒီကောင်မလေးကချောလဲချောတယ် popular ဖြစ်တဲ့ကောင်မလေးပေါ့အဲ့ဒီကောင်မလေးကိုလည်းသဘောကျတဲ့ပုံအရန်ပြတယ်ပြီးတော့ပန်နီးနဲ့သူနဲ့က best friend တွေပါဆိုပြီးတော့သူကအရင်စ ပြီးတော့ပြောတယ်ပေါ့လေနော်နံပါတ်1အချက်ကတော့အဲ့ဒီလူတွေအပေါ်မှာ तू က interest ပြတာပါဥပမာတစ်ခုပေးရမယ်ဆိုရင်အဲ့ဒီ show ထဲမှာဒီဒီအဖွဲတွေကကောင်မလေးဖြစ်တဲ့ပန်ဒီရပေါ့နော်သူ့ရဲ့ ex boyfriend ကောင်လေးရသူတို့နှစ်ယောက်လောလောဆယ်တငယ်ချင်းအနေနဲ့ရှိနေကြတဲ့အချိန်မှာရီစားအစ်စ်ရသွားတော့ तू ကဝမ်းနေတယ်လीနော်ဆိုတော့ဒါမဲ့ तू ဝမ်းနေတာကို तू မာနနဲ့ तू ကဝမ်းနေကြောင်း तू မပြဘူးပေါ့ရပါတယ်ကိစ္စမရှိဘူးဆိုပြီးတော့လုတ်တယ်ပေါ့လीနော်ဒါပေမဲ့အေမီက तू ဝန်းနေနေတယ်ဆိုတဲ့ဥစ္စာကို तू ကတိတယ်တိလဲတိပြီးတော့ဒီပန်နီဘက်ကဝန်ခံမလာတာကို तू ကတငယ်ချင်းတယောက်အနေနဲ့ဖြောင်းဖြပေးဖို့အတွက်ကိုပေါ့နော်တငယ်ချင်းတယောက်အနေနဲ့ငါနင်းဘက်ကရှိပေးတယ်ဆိုတဲ့ဥစ္စာကို तू ကပွမွန်လင်းလင်းပြခဲ့တယ်ပေါ့နော်အဲဒီပန်နီကိုသူ့စီမှာရင်ဖွင့်လာအောင်ပေါ့နော်သူနဲ့ဆိုလို့ရှိရင်ဒီစကားတွေကိုပြောဖို့အတွက် comfortable ဖြစ်အောင်အတွက်သူ့ဘက်ကနေအရင်စပြီးတော့လုပ်ခဲ့ပါတယ်ဒီကနေယူချင်တာကလူတွေသဘောကျချင်တယ်ဆိုတဲ့အခါကြားစီချင်တယ်ဆိုတဲ့အခါ ိုကအဲ့ဒီလူတွေကို interest ပြပေးရပါတယ်စိတ်ဝင်စားမှုကိုယ့်ဘက်ကပြပေးရတယ်သူတို့ပြောထားတဲ့အရင်တုန်းကအကြောင်းတွေသူတို့ရဲ့အကြိုက်တွေသူတို့အာဘာလုံးနေလဲဆိုရဲအကြောင်းအရာတွေကိုနောက်ပိုင်းစကားပြောကြတဲ့အခါထဲ့ထဲ့ပြီးတော့ပြန်ပြီး follow up အနေနဲ့ထဲ့ပြောပေးခြင်းအပြင်လူတွေကနော်အော် तू ဟာငါ့စကားကိုတကယ်ဟိုတေချာနားထောင်ထားတာပဲငါနဲ့ပတ်သက်လာရင်ငါအကြောင်းတွေကို तू ကမှတ်မိနေတာပဲလို့ယုံကြည်သွားတာဟာသူနဲ့ကိုယ်နဲ့ကြားထဲမှာ trust building ကိုဆောက်ဖို့အတွက်လွယ်ကူစေပါတယ် နောက်ဆုံးတစ်ဆင့်ကတော့ empathy ကိုပြသခြင်းဖြစ်ပါတယ်။အီမီရဲ့ empathy ပြသတဲ့ပုံစံကတကယ်ကို next level လို့ပြောလို့ရတယ်။ဥပမာအဖြစ်ပေါ့နော်။ emotional intelligence ကိုသူကသူ့ရဲ့ရည်စားကိုသူပြန် train ပေးတာပေါ့နော်အဲ့လို train တဲ့အခါမှာသူသုံးသွားတဲ့ဥပမာတွေကိုကျမအရန်ကိုသဘောကျပါတယ်ဘာလို့လဲဆိုတော့ Sheldon ကသူကပုံမှန်လူတယောက်မဟုတ်ဘူးသူ့မှာအဲ့ emotional intelligence က i think like 0ထက်တောင်အောက်ကျပြီးတော့ပါတာဖြစ်နိုင်တယ်သူလုံးဝလူတွေဘလို့တွေးလဲဆိုတာကိုသိ ਉ မသိတာမသိတဲ့အတွက်ကြောင့်မလို့သူကအမားတွေလည်းအများကြီးလုတ်တယ်ပေါ့နော်ဥပမာတခါတော့ကဆိုလို့ရှိရင်သူနဲ့သူ့တငယ်ချင်း Leonard ဆိုတဲ့ကောင်လေးနဲ့က ပေပါတစ်ခုကိုအတူတူရေးကြတယ် thesis paper လို့ဟာမျိုးပေါ့အတူတူရေးကြတဲ့အခါဒီ paper ပေါက်သွားတယ်ပေါ့နာမည်ကြီးသွားတယ်အဲ့လိုနာမည်ကြီးသွားတော့ journal တစ်ခုကဒီသူတို့ paper ကိုဂုံယူပြီးတော့ပေါ်ပြတယ်ပေါ့အဲ့လိုပေါ်ပြတဲ့အချိန်မှာရေးထားတာ Sheldon နဲ့ Leonard နှစ်ယောက်ရေးထားတာမှန်ပေမဲ့ journal ထဲမှာပေါ်ပြတဲ့အခါ Sheldon ရဲ့နာမည်ကိုပဲရေးပြီး Leonard ကိုထားခဲ့အခုဒီ show ကိုမသိဘဲနဲ့ကျမအခုပြောလိုက်တဲ့စကားကို နားထောင်ကြည့်ပါအဲ့လိုနားထောင်ရင်တောင်မှလန်နက်ကစိတ်အဆင်မပြေဖြစ်မယ်ဆိုတော့ကျွန်မတို့ဟိုစဉ်းစားကြည့်လို့ရတယ်ကျွန်မတို့အပြင်လူတွေအနေနဲ့လည်းစဉ်းစားကြည့်လို့ရတယ် right ဆိုတော့ဒီ paper နှစ်ယောက်ရေးထားတာလေ credit ကနှစ်ယောက်လုံးကိုပေးရမှာဒါပေမဲ့အဲ့လိုမပေးဘဲနဲ့ Sheldon ကိုပဲပေးသွားပြီးတော့ Dr. Sheldon Cooper လို့ပြောသွားပြီးတော့လန်နက်နာမည်ကိုမထည့်ဘဲနဲ့ Sheldon Cooper and Team ဆိုပြီးတော့ Sheldon နဲ့သူ့ရဲ့အဖွဲ့လို့သူက mention လုပ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်လန်နက်နေရာစဉ်းစားကြည့်လေ သူတို့နှစ်ယောက်က level ပဲဟိုသူကဟို shelter ရဲ့အောက်မှာရှိနေတာမဟုတ်ဘူးဒါပေမဲ့ရေးတဲ့ပုံစံမှားတဲ့အတွက်ကြောင့်မလို့ဘာပဲပြောပြောလက်နက်နေရဆိုလို့ရှိရင်စိတ်တောက်ရှက်ဖြစ်မယ်ဒေါသလည်းဖြစ်မိမှာပဲငါနာမည်ဘာလို့ထားခဲ့ရလဲအဲ့လိုတွေးမှာပေါ့ဒါလူတိုင်းသိတဲ့ကိစ္စဒါပေမဲ့ shelter ကအဲ့ဒါကိုမသိဘူးမသိဘူးဆိုတော့ तू ကအဲ့လိုမျိုးအအခြေအနေမျိုးမှာအဒီလက်နက်ဟာစိတ်နှောက်ရှက်ဖြစ်မှာပဲဆိုတဲ့ဟာကို तू စဉ်းကိုမစဉ်းစားတတ်တာဆိုတော့အဲ့ဒီဥစ္စာကို तू ကအာ သူ့ရီစာကောင်မလေးအေမီကိုပြောပြတဲ့အခါအေမီကအဲ့ဒီဥစ္စာကို Sheldon နားလည်မဲ့ language မျိုးနဲ့ရှင်းပြတယ်ပေါ့နော်ဆိုတော့ Amy Farfaller ကရေးထားတဲ့ paper တစ်ခုကိုပေါ့ Amy လို့ခေါင်းစဉ်မတက်ဖဲနဲ့ Sheldon လို့ခေါင်းစဉ်တက်လိုက်တယ်ဆိုလို့ရှင်ငါဘယ်လိုခံစားရမလဲထင်လဲပေါ့ဆိုတော့အဲ့ခါကျရင်တော့ तू ကအဲ့ဆိုရင်တော့နင်ဝမ်းထဲမှာပေါ့ဆိုတော့ဒီ paper နီးရေးထားတာလीနင့်နာမဲကိုမသုံးဘဲနဲ့ငါနာမဲကိုသုံးသွားတယ်ဆိုရင်နင်ကအဲ့ဒါဒေါသထွက်မှာပေါ့ ူကအဲ့လိုမျိုးပြန်ဖြေတယ်ပေါ့နော်အဲ့လိုဖြေတဲ့အခါ तू ကအေးအဲ့လိုပဲအခုအဲ့လိုအဲ့လိုကိစ္စမျိုးလန်နတ်ကခံစားနေရတာဒါကြောင့်မလို့နင်သူ့နေရာမှာဝင်ပြီးတော့ခံစားပေးရမယ် तू စိတ်မကောင်းဖြစ်သွားတယ်စိတ်ဒေါသလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့နေ့အနေနဲ့နားလဲပေးရမယ်လို့ तू ကရှင်းပြတယ်ပေါ့ဆိုလိုချင်တာကအာ Sheldon ကို Sheldon နေရာကဝင်ခံစားပြီးတော့ तू ပေးခြင်းတဲ့ message ကိုပေးပြီးတင်သွားပေးတာပေါ့နော်ဆို ်လူတွေကိုနားလဲခြင်းနဲ့ဆိုတဲ့အခါကို point of view ကကိုပုံစံနဲ့နားလဲရတာမဟုတ်ပါဘူးသူတို့ point of view ကသူတို့တွေ့တဲ့ပုံစံနဲ့နားလဲရတာပါလူတွေရဲ့ background မတူတဲ့အခါတယောက်နဲ့တယောက်ကတွေးခေါ်တဲ့ပုံစံချင်းလုံးဝလုံးဝညီပါကွဲကြတယ်အဲ့ဒီ क्वे တဲ့ဟာကိုသဘောပေါက်နားလည်တဲ့အခါအဲ့ဒါ empathy ပြသခြင်းလို့ကျမတို့ဆိုလို့ရတယ်ပေါ့နော်ဒါလေးကကျမယူခြင်းတဲ့ reference လေးပါပေါ့နော်အေမီကကျမရဲ့ဥပမာပါအဲ့တော့ဒီမိကုံးကိုဖြေဖြေတဲ့အချိန်မှာပေါ့နော် ပထမဆုံးအနေနဲ့ကိုယ့်အကူမေးကြည့်ရမှာကကိုကလူမုန်းခံရတယ်လို့ဘယ်အရာကကိုကိုသတ်မှတ်စေတာလဲဒီခါလေးကြရင်လူတွေကကိုကဘာလေးထဲမှာကိုအတွေးနဲ့ကိုကိုရဲ့ချင်မြင်ချက်တွေနဲ့ကို assumption တွေနဲ့ကိုနေကြတာမျိုးရှိတယ်။တစ်ဖက်လူကတကယ်မုန်းတယ်မမုန်းဘူးဆိုတာထက်အဓိကကဒီလူတွေငါ့ကိုမုန်းတယ်လို့သတ်မှတ်လိုက်ရင်ကိုကလူမုန်းခံရတဲ့လူကြီးဖြစ်သွားတတ်တယ်ပေါ့နော်။ So what exactly make you think that people hate you? ကိုလူတွေမုန်းတယ်လို့ ဘာကြောင့်မလို့ကိုကစတွေးရလဲဆိုရက်မိကုန်းကနေစတင်ပါတယ်လူမုန်းခံရတယ်လို့တွေးတဲ့အခါအဲ့ဒီဟာရဲ့တခုတည်းသောအဖြစ်ဟာ emotional intelligence ပါအဲ့တခုတည်းပါပဲနော်အခုအေမီရဲ့ character development လို့မျိုးပဲကျမတို့ကြည့်ရမှာကထိန်ချုပ်လို့မရတဲ့လူတွေကဘာလို့ငါ့ကိုဆိုလို့ရှိရင်ဒီလိုမြင်ကြရလဲဘာလို့ဒီလိုစကားတွေပြောကြရလဲဘာလို့ဘာလို့ဘာလို့ဆိုရဲကိုထိန်ချုပ်လို့မရတဲ့လူတွေကိုအပြစ်မြင်ပြီးတဲ့အခါကျတော့ ကိုကိုမုံတယ်လို့ကိုရဲ့ assumption နဲ့ကိုဟာကို တွေးပြီးတစ်ဖက်လူတွေကိုမုံမဲ့အစားနားလဲရမှာတခုကဒီမုံတယ်ဆိုတဲ့ခံစားချက်ကိုကို ခံစားရအောင်အတွက်ဘယ်ယာတွေကလောက်တာလဲဆိုတဲ့ဥစ္စာကိုအပြေရှားတက်ဖို့လိုတယ်ဒါကတခုဖြစ်တယ်လို့တစ်ဖက်မှာလဲဆိုကြပါစို့တကယ်မုန်းနေဆိုရဲ action တွေပြရဲဆိုတဲ့အခါလူတွေကအလကားနေနေတော့ ကိုမုန်းနေဆိုတဲ့အလုပ်မျိုးမလုပ်ပါဘူးသူတို့မကြိုက်တဲ့အရာတခုခုကိုကိုပြောမိလုံးမိတာတွေအကျဉ်းရေအတွက်များလာတဲ့အတွက်ကြောင့်မလို့မုန်းနေဆိုတဲ့နေရာကိုဒါမှမဟုတ်မုန်းနေဆိုတဲ့ပုံစံကိုဖြစ်စေမဲ့အမူအရာကိုပြသဖို့အတွက်အကြောင်းဖန်လာရတာဖြစ်ပါတယ်အဲ့တော့ emotional intelligence ကိုတိုးတက်စေခြင်းလေဆိုတဲ့အခါလုံလို့ရတဲ့အချက်၃ချက်ပြောပြပါမယ်ပထမဆုံးတစ်ချက်ကလူတွေရဲ့ဘလို့တုံ့ပြန်မှုတွေကြောင့်ဘလို့ action တွေကြောင့်မို့လို့ ငါကဘလို့ခံစားရတာလဲပေါ့နော်မုန်းတယ်လို့ခံစားရတာမှမဟုတ်ဘဲနဲ့ဘယ်ဘလို့နေရာမျိုးမှာတော့ငါဒီပျော်တယ်ဘလို့နေရာမျိုးမှာတော့စိတ်အနှောက်အယှက်ဖြစ်တယ်ဘလို့နေရာမျိုးမှာတော့ဝမ်းနေတယ်စသဖြင့်ကိုယ့်ရဲ့ emotion ကိုကိုယ့်အကူ tracking အရင်လုပ်ကြည့်ပါ tracking လုပ်ပြီးတဲ့အခါဘယ်အချက်တွေကငါ့ကိုဒီလိုမျိုးခံစားစေတာလဲဆိုရဲအဲ့ဒီအချက်တွေကိုလည်းသူနဲ့အတူတူလိုက်ပြီးတော့မှတ်သားလို့ရပါတယ်ဒုတိယတစ်ချက်အနေနဲ့လူတွေရဲ့ခံစားချက်ကိုနားလဲခြင်းနဲ့ဆိုရဲအခါ လုတ်လို့ရတဲ့တခုတည်းဆုံးအရာဟာအရန်ယိုရှင်းပါတယ်အခြေအနေတိုင်းမှာအဲ့ဒီလူတွေရဲ့ emotion ကိုလိုက်ပြီးတော့ tracking လုပ်တဲ့သဘောဖြစ်ပါတယ်ရှင်းရှင်းပြောရရင် tracking လုပ်ဖို့အတွက်အရန်ခက်ခဲနေတယ်လို့ထင်ရင်ပွင့်ပွင့်လင်းလင်းသာတခါတည်းမေးလိုက်ပါဥပမာဒီ show ထဲမှာရှိတဲ့ Sheldon ကအဲ့ဒီ emotional intelligence ပြဿနာရှိတယ်အဲကြောင့်မလို့သူတအားလူမုန်းခံရတယ်အဲ့တော့သူ့အတွက်အရန်ကောင်းတဲ့အချက်ကတော့ Amy ပေါ်လာတဲ့ကိစ္စပါပဲ Amy က ူစကားတစ်ခုပြောလိုက်တိုင်းမှာအဲ့ဒီစကားကြောင့်မို့လို့တစ်ဖက်လူဘလို့ခံစားရလဲဆိုရဲခံစားချက်ကို तू ကပြန်ပြီးတော့ interpret ပြန်လုပ်ပေးတယ်ပေါ့နော်နင်ဒီလိုပြောလိုက်တာနင်တငယ်ချင်းဝန်းနေသွားရဲခံစားသွားရဲစော်ကားခံတယ်လို့ခံစားရတယ်စသဖြင့်ပေါ့တခါတလေသူ့ကိုလည်း Sheldon ပြောတဲ့စကားတွေကအဲ့လိုမျိုးနည်းနည်းစော်ကားတဲ့ပုံစံမျိုးဖြစ်သွားတာရှိတယ်အဲ့ခါကျရင်လည်း तू ကပြောပေးတယ်နင်ဒီလိုပြောလိုက်တာငါဒီလိုခံစားရတယ်ဆိုတော့ဟိုကပြောမှသိမှာမို့လို့ तू ကပြောပေးတယ်ပေါ့ဆိုတော့အခုဒီညီမလေးမှာတော့ เนาะเอมี่လို့တငယ်ချင်းမျိုးရှိခြင်းမရှိမယ်ကိုကကိုမေးကြည့်ပါငါဒီလိုပြောလိုက်တာနင်ဘယ်လိုခံစားသွားရလဲပုံမှန်အဖြစ်တော့လူတွေကဒီလိုမေးခွန်းမျိုးမေးလို့မရှိဘူးနည်းနည်းတော့အနှွားရင်းဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ကိုကလောလောဆယ်သင်ယူဖို့စ조사နေတဲ့လူမျိုးလို့လူတွေရဲ့ခံစားချက်ကိုသိကျင်လို့ရှင်ပွွင့်ပွင့်လင်းလင်းသာထုတ်မေးလိုက်ပါအဲ့လောက်တော့တတိရှိဖို့လိုပါတယ်အဲ့လိုမေးခြင်းအပြင်လူတွေရဲ့ feeling ကို tracking လုပ်ပြီးတဲ့အခါတစ်ချိန်ချိန်မှာဒါက develop ဖြစ်လာပါလိမ့်မယ်ခုနကဒီအ big bang theory တဲက အာအေမီရဲ့ character လို့မျိုးပေါ့ develop ကဖြစ်လာပါတယ်အဲ့ဒီပုံမှာမူတည်ပြီးတော့နောက်ဆုံးအချက်ကတော့ action ယူခြင်းဖြစ်ပါတယ်အဲရှိကပြောခဲ့တဲ့စကားတစ်ခုပြန်ကောက်ပြီးပြောရမယ်ဆိုလို့ရှိရင်เนาะသူကကိုယ်သဘောကျခြင်းတယ်ဆိုတဲ့အခါကိုကအရင်လူတွေကိုသဘောကျပေးရတာဖြစ်တယ်။အဲ့တော့လူချင်းလူခင်များခြင်းတယ်လူမုန်းတဲ့ image တစ်ခုကိုပျောက်ခြင်းတယ်ဆိုရင် ပထမဆုံးအချက်ကကိုကိုယ်တိုင်ကဒီလူတွေကိုသဘောကျဖို့လိုတယ်။ ီလိုမျိုးအဆက်ဆံရေးကိုဖန်တီးဖို့အတွက်ကိုကိုတိုင်းကလည်းအားထုတ်ဖို့လိုတယ်။ပါလာတဲ့ emotional intelligence ကမြင့်တဲ့အတွက်ကြောင့်မလို့ဘာမှလုံးစရာမလိုပဲနဲ့လူချင်းလူခင်များနေတဲ့လူတွေလည်းရှိမယ်။ဒါပေမဲ့ကိုယ့်စီမှာအဲ့ဒီ skill ကနည်းနည်းနှိမ့်နေတဲ့ဆိုရင်ပုံမှန်သူ့ဟာသူပါလာတဲ့လူထက်ကိုကနှစ်ဆတော့ကြိုးစားရတာမျိုးဖြစ်နိုင်ပါတယ်။အဲကျမတို့ပြောကြတယ်နော် practice make perfect ဆိုပြီးတော့ခဏခဏ practice လုပ်လို့ရှင်နော်။အပိုကောင်းလာမှာပဲလीနော်။ practice make perfect မဟုတ်ရင်တော့ practice make it better တော့ဖြစ်လာမှာပဲ practice ကတော့သူများထပ်ပို့ပြီးတော့နည်းနည်းပို့အားထုတ်ပေးရမယ်လို့ယူဆပါတယ်ပေါ့နော်ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့သူမကိုချင်းရဲ့ course တွေတဲကကျွန်မ recommend လုပ်ချင်တာနှစ်ခုဖြစ်ပါတယ်ပထမတစ်ခုကတော့ကိုယ့်ရဲ့ emotions တွေကို regulate လုပ်တတ်တဲ့ self regulation course ဖြစ်တယ်နောက်တစ်ခုကတော့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာအဆင်ပြေစေတဲ့ interpersonal skill ကို develop လုပ်ပေးတဲ့ cost တွေဖြစ်ပါတယ် interpersonal skill cost address ဆိုရင်ဒီမှာမှာ basic နဲ့ mastering interpersonal skill ဆိုပြီးတော့ cost ကနှမျိုးရှိပါတယ်အချိန်ပေးနိုင်တဲ့ဆိုရင်ဆန္ဒရှိတဲ့ဆိုရင်ဒီ cost လေးတွေကိုလည်းလေ့လာကြည့်လို့ရပါတယ်ဒီမှာရဲ့လုပ်ငန်း page ဖြစ်တဲ့ tuma coaching facebook page မှာပဲဖြစ်ဖြစ် telegram channel မှာပဲဖြစ်ဖြစ်မေးမြန်းစုံစမ်းနိုင်ပါတယ်မိကုံးကိုမေးထားတဲ့ညီမလေးအနေနဲ့လည်း ိုတွေးဖို့အတွက် Food for Thoughts လောက်တော့ဒီဗီဒီယိုကရသွားမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း thumb up like လေးပေးခဲ့ပေးပါအကျိုးဖြစ်ထွန်းနိုင်မယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေရှိတယ်ဆိုရင်လည်း share ပေးလို့ရပါတယ်ဒီလိုဗီဒီယိုတွေနဲ့အပတ်တိုင်းပြန်လာခဲ့မှာဖြစ်တဲ့အတွက်ကျမရဲ့သူမကိုချင်း YouTube channel လေးကိုလည်း subscribe လုပ်ထားပေးလို့ရပါတယ်အခုလိုမျိုးဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်